ခြံသားလန်းတော်တွေကိုရောက်သွားလို့ခံစားရမယ် iOS 26မှာဘာတွေပြောင်းလဲသွားမလဲဒီပြောင်းလဲသွားတဲ့အရာတွေကကျွန်တော်တို့ user တွေအတွက်တကယ်ပဲအသုံးဝင်တာလားဒါမှမဟုတ်ရင် gimmick တခုပဲလားဆိုတာကိုကျွန်တော်အတူတူအဆုံးထိကြည့်လိုက်အောင် Yangon Mobile Store ပထမဆုံးပြောင်းလဲသွားတာကတော့ဒီမှာ မဟုတ်ပါဘူးနာမည်ပါပုံမှန်ဆိုရင် iOS ကအခု update မှာက iOS 19ဆိုပြီးနာမည်ပေးရမှာအဲ့ဒါကို Apple ကနေပြီးတော့မှတ်ရလွယ်အောင်ဆိုပြီးတော့ nick tag credit တွေ like ကိုသူကပေးလိုက်တော့အခုချိန်မှာ26ဖြစ်သွားတယ်ဒါကအရင်က Samsung က S10 series ကနေ S20 series ကိုချိန်တဲ့2020လောက်မှာလောက်ခဲ့တဲ့ပုံစံနဲ့လှုပ်လိုက်တာဒီလိုမျိုး iOS က26ဖြစ်သွားတဲ့အပြင် Apple ရဲ့သူရဲ့အခြား OS တွေဖြစ်တဲ့ iPad OS တို့ Vision OS တို့ကလည်းအကုန်လုံး26တွေဖြစ်သွားတယ် အဲ့တော့မှတ်ရတာတော့တော်တော်လေးတော့လွယ်သွားတယ်ပေါ့နော်ဒီနေ့မှာက26နောက်နေ့ဆိုရင်27တော်တော်လေးမှတ်ရလွယ်သွားလိမ့်မယ်နောက်ထပ်ပြောင်းလဲသွားတဲ့အရာကတော့အကြီးမားဆုံးလို့ပြောရမယ် UI design ဒီ UI design မှာက liquid crystal ဆိုတဲ့ UI design ကိုတုံးပေးလိုက်ပြီအဲ့တော့ iOS 26မှာကိုဖုန်းရဲ့ဘယ်နေရာကိုပဲကြည့်ကြည့်ဖန်လေးကိုပေါ့နော်ကြွတ်တက်နေတဲ့ဖန်သားပြင်လေးကိုကြည့်နေရဆိုတဲ့ခံစားချက်ကိုပဲရမှာနောက်ထပ်ပြောင်းလဲသွားတဲ့အရာကအကြီးမားဆုံးပြောင်းလဲတာလို့ပြောရမယ် UI design မှာ liquid crystal ဆိုတဲ့ UI design ကိုတုံးပေးလိုက်ပြီ ဲ့တော့ iOS 26မှာကိုဖုန်းရဲ့ဘယ်နေရာဝဲကြည့်ကြည့်ကြွားတက်နေတဲ့ liquid ဖန်သားလေးကိုကြည့်နေရတဲ့ခံစားချက်ကိုပဲရတော့မှာကိုဖုန်းရဲ့ search bar တွေ notification panel တွေ control center တွေကလည်းအကုန်လုံး liquid crystal ပုံစံအကြည့်လေးကိုမှကြွားတက်နေတဲ့ပုံစံလေးကိုရမှာအဲ့ဒါအောင်မှာကိုကအားမရသေးဘူးဆိုရင် iOS 26မှာအသစ်ပါလာတဲ့ clear mode ကိုချိန်လိုက်မယ်ဆိုရင်ကိုရဲ့ application icon တွေအစား widget တွေအစုံအကုန်လုံး transparent ဖြစ်ဖြစ်နဲ့ glass ပုံစံလေးဖြစ်သွားမှာ အဲ့တော့ဖန်သားနန်းတော်တွေကိုရောက်သွားလို့ခန်းသားချက်ကိုတော့ရသွားလိမ့်မယ်ဒီလိုမျိုးထားလိုက်မယ်ဆိုရင်ကြီးရတဲ့အမြင်ပိုင်းရမှာတော်တော်လေးလှသွားမယ်ဆန်းသွားတယ်ဆိုပေမဲ့ ဖုန်းသုံးတဲ့နေရာမှာတော့နည်းနည်းလေးကတိကောင်းတော့ဖြစ်လိမ့်မယ်အခုလက်ရှိဗီတာဗာရှင်းတင်သုံးနေတဲ့လူဆိုရင်ကိုယ့်ရဲ့ဒီဖုန်းမှာကဘာစာရေးထားလဲဆိုတာရှင်းရှင်းလင်းလင်းမမြင်ရတာမျိုးတွေကိုလက်ရှိချိန်ဒီမှာကြုံတွေ့နေရတယ်။နောက်ပြီးတော့ဒီလိုမျိုးမုတ်တွေထားပြီးတော့နေရာအထဲမှာသုံးမယ်ဆိုရင်ကိုယ့်ရဲ့မျက်စိကိုပြူပြဲပြီးကြည့်နေရမယ်ဆိုတဲ့အနေထားမှာတော့ရှိတယ်။ animation လေးတွေကလည်းရေစက်လေးတွေရွင့်နေလို့ liquid လေးတွေရွင့်နေလို့ပုံစံမျိုးလေးနဲ့လုပ်ထားပေးတယ်။အဲလက်ရှိကြည့်ရအောင်တော့ဒါလေးကတော်တော်လေးလှပြီးတော့တော်တော်လေးမှမိုက်တဲ့ထဲမှာပါတယ်။ animation တော်တော်လေးမိုက်တယ်။ lost screen မှာလည်းဒီ liquid glass ပုံစံမျိုးလေးကိုပဲသုံးထားပေးတယ်။နောက်ပြီး ော့ lock screen မှာထားထားတဲ့ wallpaper တွေမှာဆိုရင်ကျွန်တော်တို့ 3D ပုံစံကြွားတက်နေတဲ့ပုံစံမျိုး dash ရှိနေတဲ့ပုံစံမျိုးလေးတွေကိုလောက်ရမှာဆိုတော့ lock screen လေးရလေဖန်သားလေးတစ်ခုကိုကြည့်နေရတဲ့ခံစားချက်ကိုလည်းရအောင်ပါပဲ။ကျန်တဲ့ phone app တို့ photo app တို့မှာလည်းဒီလိုမျိုး liquid glass ပုံစံ UI design လေးတွေပဲတုံးထားပေးတာမှာဆိုတော့ phone တစ်လုံးလုံးက liquid glass UI design နေပဲအကုန်လုံးဖြစ်သွားပြီ။နောက်ပြီးတော့ဒီ icon design မှာ rumor တွေထွက်ထားတဲ့အတိုင်း circular shape နဲ့လာမယ်လို့ပြောပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးပေါ့နော်၄တောင်းကနေပြီးတော့ down လေးတွေနည်းနည်းလေး rounded edge ဖြစ်တဲ့ပုံ ံစံလေးနဲ့ပဲလာတယ်။အဲဒါ ው တော့တော်တော်များများကြိုက်ကြတယ်ပေါ့နော်။အချို့ကဝိုင်းလိုက်မယ်ဆိုရင် Android phone တွေနဲ့တူမယ်ဆိုပြီးတော့ခံစားရတယ်။အခုလိုမျိုးမဝိုင်းလိုက်တော့ iPhone က iPhone ပုံစံတိုင်းလေးတော့ဆက်ရှိနေသေးတယ်ပေါ့နော်။နောက်ထပ်တိတိတတ်တာပြောင်းလဲသွားတာတော့ camera UI design ဒီနေရာမှာလဲ rumor တွေထွက်သားတယ်လို့မျိုး version OS မှာပါတယ် camera UI design လို့ပုံစံမျိုးပဲ liquid crystal ပုံစံလေးကိုပဲတုံးထားပေးတာ။ဒါလေးကတော့ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျတယ်ပေါ့နော်။တုံးထားတဲ့နေရာမှာလဲပို့ပြီးတော့ modernize ဖြစ်သွားတယ်ဆိုရဲ ရတာလေးကိုလည်းပေးတယ်အခြားသောအပိုင်းတွေမှာတော့ i message မှာ background တွေကိုကိုယ်စိတ်ကြပြောင်းနေလို့ပြောင်းလို့ရပါပြီနောက်ပြီးတော့မိတ်ဆွေက Apple Music သုံးနေဆိုရင် Apple မှာပါတဲ့ app လေးတွေက 3D ပုံစံမျိုးနဲ့ကိုယ့်ရှိကိုလာနေတဲ့ပုံစံမျိုးလေးလှုပ်ပေးထားတယ်ဒါကတော့ iOS 26မှာပါတဲ့ visual ရပြောင်းလဲသွားတဲ့အရာတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီ iOS 26မှာပါတဲ့အခြားသော feature တွေအကြောင်းပြောပြပေးမယ်ပထမဆုံး feature ကတော့ call streaming ဆိုတဲ့ feature ဒီ feature ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတော့ကိုယ့်ရှိကိုဖုန်းနံပါတ်အစိမ်းတစ်ခုကဖုန်းဝင်လာတဲ့အချိန်မှာ ရိန်းတော့မမီပဲနဲ့ iPhone ကသူ့ဘာနဲ့သူဂျိုပြီးတော့ကင်ထားပေးမယ်ဘလူးလဲဘာကြောင့်ဆက်တာလဲဆိုတာကိုမေးပြီးတော့ကိုယ့်ရဲ့ display မှာဘလူးဘာကြောင့်ဆက်တယ်အဲ့ဒါကိုပြပေးတဲ့အခါကျရင်ကိုကဖုန်းကိုကင်ကျင်လဲကင်လို့ရတယ်မကင်ကျင်လဲမကင်လို့ရတယ်အဲဒါလေးကတော့တော်တော်လေးအသုံးဝင်မဲ့အနေအထားမှာရှိတယ်နောက်ထပ် feature တစ်ခုကတော့ call light transaction လို့ခေါ်တယ်ဒီ feature ကတော့ PC ဖုန်းတွေမျိုးစာဆောင်ဖုန်းတွေမှာတော့ပါပြီးသား အဲကိုကို live transaction လုပ်ပေးမှာပေါ့နော်ဘာသာပြန်ပေးမှာဒါကတိတ်ပြီးတော့ထူးခြားတဲ့အရာမဟုတ်ဘူးဆိုပေမဲ့ iPhone တွေမှာပါတော့ iPhone နဲ့ Android ဘယ်လိုကပိုကောင်းလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်နောက်ထပ် AI ဘိုင်းမှာပြောင်းလဲသွားတဲ့အချက်ကတော့ visual intelligence မှာ Google ရဲ့စားခဲ့သူ search လိုမျိုး feature တွေကိုတုံးလို့ရပြီဆိုတော့တော်တော်လေးတော့ပိုက်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီစားခဲ့သူ search လိုမျိုးတိတ်ပြီးတော့ရိုးရှင်းနေတာမဟုတ်ဘူးသူရှိမှာ stack က နှစ်ခုသုံးခုလောက်တော့လုပ်ရတယ်။နည်းနည်းလေးတော့ complicated ဖြစ်တဲ့နေရာမှာတော့ပါတယ်။ဒါလည်း iOS 26မှာပြောင်းလဲသွားတဲ့အရာတွေကိုပြောပြပေးတာပဲဖြစ်ပါတယ်။အဲကျွန်တော်အနေနဲ့ UI design မှာ liquid crystal ပုံစံပြောင်းပေးသွားတာဥတော့အမြင်ရတော့တော်တော်လေးသဘောကျတယ်ဆိုပေမဲ့သုံးရတဲ့နေရာမှာကတော့နည်းနည်းလေးကတိကောက်ဖြစ်တာမျိုးတွေရှိတယ်။နောက်ပြီးတော့အခြားသော AI feature တွေကလည်းအရင်နှစ်က iOS 80တက်စာရဲ့မစိုးဘူးတိုးတက်လာလို့ပြောရမှာပေါ့နော်။နောက်ပြီးတော့ app အနေနဲ့အခြားသော AI feature တွေကိုလည်းနောက်ထပ်အပိတ်တွေမှာလည်းဆက်ပြီးတော့ပေးသွားမယ်လို့သူတို့ကပြောသွားလို့ပြောနေပဲ။ ားလုံးကျေးဇူးတင်တယ်ကျွန်တော်အောင်ခတ်ပါ